မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကိုထိမ့်ချုပ်ထားတဲ့အရကတက်တော် A နဲ့ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝန်ကြီးဌာနအကြံပေးရဲ့တိုက်တွန်းချက်ပေါ်ကြိုဆိုတယ်လို့ A ပြောခွင့်ရခိုင်တုခါက AR ကို ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားအတွက် A နဲ့ဆက်ဆံရေးလုပ်ဖို့နိုင်ငံသားရဲ့ဝန်ကြီးဌာနအကြံပေးကတိုက်တွန်းတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက် BD News 24သတင်းကဧပြီလ28ရက်နေ့မှာဖော်ပြခဲ့တာပါ။ ဟိုဘင်္ဂလားဒေ့ရှ်ဘက်ကပြောကြားချက်ဟာအပြုသဘောဆောင်တဲ့အပြောကြားချက်ဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဟာကျွန်တော်တို့ရဲ့ဒီအိန္ဒိယရှင်နိုင်ငံဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့အနေနဲ့လဲဘင်္ဂလားဒေ့ရှ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ရှင်ပါတယ်နှစ်ဖက်ပြည်သူတွေအတွက်အကျိုးရှိမဲ့ကိစ္စတွေကိုလည်းအပူပေါင်းဆောင်ရွက်ရှင်ပါတယ်ဟိုနောက်တစ်ခုကတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းအဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်ကဒီမူအားဖြင့်သဘောတူတယ်လို့ပြောတဲ့အတွက်လည်းပဲဟိုဒီကိစ္စဟာတကယ်ဖွင့်ပေးခဲ့မယ်ဆိုလို့ရှိရင်တော့အကူအညီတကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက်ဝမ်းသာစရာကိစ္စဖြစ်ပါတယ်လူသားချင်းစာနာမှု အကူအညီဆိုတာတကယ်အကူအညီလိုအပ်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုအနှောင်အဖွဲ့ကင်းစွာနဲ့ထောက်ပံ့ပေးနိုင်ဖို့လိုအပ်ပါတယ် လူသားချင်းစာနာမှုအကူအညီကိုဟိုတခြားရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက်ဓလွေးအသုံးချတာမျိုးတော့ဟိုမဖြစ်သင့်ဘူးလို့အမြင်ပါတယ်ခင်ဗျာပြည်တော်ညာနှစ်ခုစစ်စင်ရင်းနဲ့အတူရခိုင်ပြည်နယ်ကမြို့အများစုကိုတင်ပိုက်ထားတဲ့အေအေဟာရခိုင်ပြည်နယ်မြောက်ပိုင်းကဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုလည်းထိန်းချုပ်ထားတာကြောင့်နယ်စပ်စီးပွားရေး၊ကုန်သွယ်ရေး၊နယ်စပ်လုံခြုံရေးတွေမှာအရေးပါတဲ့အခန်းကဏ္ဍရှိလာတာဖြစ်ပါတယ်။အေအေကမောင်တော်မြို့ကိုတင်ပိုက်လိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အေအေနဲ့ထိတွေ့ဆက်ဆံဖို့လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေတန်တမန်ဟောင်းတွေနဲ့ကုလသမဂ္ဂအတွင်းမှုချုပ်တို့ကအကြံပြုမှုတွေရှိခဲ့တာပါဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အေအေတို့ထိတွေ့ဆက်ဆံမှုတွေရှိလာရင်နှစ်ဖက်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေအပြင်ရိုဂျာတွေအရေးဖြေရှင်းဖို့စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်စာဝင်းနေချက်တဲနေတဲ့ရခိုင်ပြည်တဲကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အတွက်ထောက်ပံ့တွေရလာနိုင်တယ်လို့လေးလာသုံးသက်သူတွေကဆိုပါတယ် နှစ်ဦးနှစ်ဖက်အတွက်အပြူသဘောဆောင်တယ်လို့မြင်ပါတယ်ဒီကနေစပြီးအပြန်အလှန်နားလည်မှုနဲ့ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ဖို့လမ်းကြောင်းတစ်ခုရဲ့အစပေါ့ရခိုင်ပြည်သူတွေအတွက်လည်းအရန်အရေးကြီးနေတဲ့ကုန်ပစ္စည်းတင်သွင်းခွင့်လည်းလွတ်လွတ်လပ်လပ်လုပ်နိုင်မယ်အရန်မြင့်တက်နေတဲ့ကုန်စည်နှုန်းလည်းကျဆင်းပြီးကုသရေးဝယ်ရေးလမ်းကြောင်းအသစ်တွေဖွင့်လာနိုင်တယ်ရိုးရင်းရီအတွက်လည်းလူသားချင်းစာနာထောက်ထားရေးအကူအညီတွေရရှိနိုင်တာကြောင့် နေ့စဉ်ဘဝဆောင်ရွက်နေရတဲ့အခက်အခဲတွေလည်းအတိုင်းအတာတစ်ခုထိပြည်လည်လာနိုင်ပါတယ်။သို့ပေမဲ့ဒါကဘယ်နေရာဘယ်မြို့နယ်ဘယ်ဒေသတွေဘလောက်ပမာဏထောက်ပံ့ခွင့်သဘောတူနိုင်ကြမလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းကကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ဘင်္ဂလားဒေ့ရှ်ခီးစဉ်မှာမြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဘင်္ဂလားဒေ့ရှ်ကတဆင့်ပေးဖို့ဆွေးနွေးခဲ့ကြပြီးဘင်္ဂလားဒေ့ရှ်ဘက်ကလည်းမူအဖြစ်သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလကထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘင်စတက်အစီအွေတက်ရောက်ကြတဲ့စစ်ကောင်စီရဲ့နိုင်ငံရေးဝန်ကြီးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတာဝန်ရှိသူတို့ပြီးသန့်တွေ့ဆုံမှုမှာရိုဟင်ဂျာဒုက္ခသည်တသိန်း၈000ကျော်ကိုစစ်ကောင်စီကပြန်လက်ခံဖို့ဆွေးနွေးခဲ့တယ်လို့လည်းဆိုထားပါဗျ။ဒါပေမဲ့ရခိုင်ပြည်နယ်တဲကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့ရိုဟင်ဂျာတွေပြန်ပြီးလက်ခံဖို့ကလက်ရှိနေမြေထိန်းချုပ်မှုအများအပြားရှိကြတဲ့အေအေကသာတာဝန်ရှိဆုံးလို့နိုင်ငံရေးလှည်တာသုံးသက်သူတွေနဲ့ ရိုဟင်ဂျာကြီးလှုပ်ရှားသူတွေကပြောကြပါဗျာဒါကတော့ကုလသမဂ္ဂရောဘင်္ဂလားဒေ့ရှ်ဘက်ကရောဒီဟာကတော့တောင်းဆိုကြတာပဲလေနော်ဟိုအရင်တော့ကျွန်တော်ပြောချင်တာကအရင်တော့ဆိုဆိုလို့ရှင်စကားစားနေဆိုလို့ရှင်လေကျွန်တော်တို့လိုဟင်ဂျာလူမျိုးတွေကိုအဲ့ဒီလိုမျိုးနေရပြန်နိုင်ဖို့အတွက်ကိုတောင်းဆိုကြတာပဲလေနော်ဒါပေမဲ့လေလက်ရှိကျွန်တော်ကတော့ဟိုစတောင်းဆိုတာက လက်ခံတဲ့ဒူတွေပေါ်မှာပုံမူတည်နေလို့ကျွန်တော်ကတော့မျှော်လင့်တာပေါ့နော်။ဒါဖြစ်လို့လဲဆိုတော့အခုလောလောဆယ်ကတော့ AA ဥစားတင်ပိုက်ထားတာပုံများတယ်ဆိုတော့ AA နဲ့ချူပိဆက်ဆံဖို့လုပ်တယ်ဆိုပေမဲ့ AA ရောတကယ်စည်ရင်းနဲ့အဲ့ဒါကိုလိုက်လုံးမှာလား။အဲ့ဒါပို့ပြီးတော့အဓိကကြတဲ့အချက်လို့ကျွန်တော်ကတော့မြင်လာပဲလေနော်။လက်ရှိရခိုင်ပြည်နယ်မှာစစ်တွေပုံနဲ့ကြောနဲ့ရံပြဲမျိုးတွေကလွဲပြီးကြံမျိုးတွေကို AA ကတင်ပိုက်ထားပြီးအုတ်ချုပ်ရေးကျဲမာရေးနဲ့တိဆောက်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်